အကူတဲ့အိုက်ထဲမှာပါတဲ့သူတွေကဒုက္ခမြောက်တဲ့သူတွေလည်းအများကြီးပဲတချို့ကလာပြီးဒီမှာပူးပေါင်းတာတွေရှိတယ်အဲ့လိုဆိုတော့သူတို့ဘက်ကကျမတို့ဦးရစီစီပေးတယ်လို့ကျွန်တော်တို့စီစီပေးတယ်လို့အကူတို့လုပ်ပါတယ်ဒီတဲတွေထဲမှာပြန်နေခိုင်းတဲကိုပြန်ခိုင်းလို့စိတ်ဆိုးကြတယ်အဲ့တော့အာလူဖို့လာတာပဲလှူတိုင်းလူမနေမလှူနဲ့နေဘာမှမဖြစ်ဘူးအဲ့လိုတွေရေလေမတို့အပြောခံရတာရှိစိုင်းတိုင်းစိုင်းတိုင်းမှာ KBZB နဲ့ရှင်းပြတာတော့ရှင်းပြတာဟာလေဘယ်တခုမှလက်မခံတော့ ညီမလေးအရင်ဝယ်လို့ရတယ်အခုဘာလို့ဝယ်လို့လဲမဟုတ်ဘူးငွေတွေပိတ်မှာပိတ်မိမှာဆိုလို့ဆိုဘာပိတ်မိစရာလို့လဲအခုလုံးလဲကိုလုံးလက်ထဲကိုသူများလှူတယ်အခုလုံးလဲကားရိုက်လို့ရတယ်ပတ်စံနေဘာလဲဆိုဒီကိပေးလေးပေါ့ကွာဒီလိုပဲအပြန်လာကိုပေးစရာချင်ဒီလိုပဲအပြန်လာရအောင်မပေးကြဒီမှာပေးလို့မရဝယ်လို့မရဓာတ်စီရစကိပေးပေးလို့ရလားမမရဘူးဘာလို့မရလဲဒီရက်ထဲမှာမရဆိုတော့အဲ့လိုကြီးတွေပြုံးသူတို့ကလည်းပေါ်တယ်ပြောတယ်ဒရိုင်ယာဒီဝယ်တဲ့အဲ့ဆေးဆိုင်တစ်ဆိုင်3000ဝယ်အဲ့ကွာလာနေပြောပြမယ်ရင်ဒီမှာ3000ပဲဆိုရင်ကျွန်တော်တို့က3000ပဲဆိုရင်

လူရောက်ထောင်ကျော်ရနိုင်တယ်ရလောက်ရလောက်တယ်ပါဆို1200 1300လောက်ရှိတယ်အကူထောက်ဝယ်တာနေရတယ်ဆိုရင်ဒါမဲ့တခုရှိတာအကူတို့သွားလှူလိုက်တဲ့အချိန်မှာမင်းဆယ်တန်းမှာဘာခက်ခဲလေးတွေဒီခက်ခဲလေးလေကိုပြောပြမယ်ဘာခက်ခဲလေးတွေရှိလဲဆိုတော့အဲ့ဒီတနေရာမှာတချို့ကလည်းညီမလေးရဲ့ငလေးရံတန်းတင့်တာကတော့အကူတို့ညီမတို့ရန်ကုန်ကလူတွေလည်းအကုန်ခံစားရတာဒါမဲ့အိမ်ကြီးပြိုဘွားတွေပြိုတော်တော်ဒုက္ခရောက်တဲ့သူတွေကိုလက်ထဲကိုရေလီမတို့ကရေလီမတို့လူတာလေးတွေကိုထိထိရောက်ရောက်ရောက်စေချင်တာဒါမဲ့တကယ်တကယ်လာကြုံကြတော့လူတွေအများကြီး အများကြီးဒါပေမဲ့ရန်လေးမတို့ကပါကြောင်းဆိုအဲအကိုကတော့တွေးရလို့ဟာအများကြီးဒါကိစ္စပေးမယ်ဆိုတော့သူတို့နာသူတို့ဒေသခံလူကပဲဘယ်လိုပြောလဲဆိုတော့အကိုနဲ့အဲ့ထဲမှာပါတဲ့သူတွေကဒုက္ခမြောက်တဲ့သူတွေကလည်းအများကြီးပဲတချို့ကလာပြီးဒီမှာပူးပေါင်းတာတွေရှိတယ်အဲ့လိုဆိုတော့သူတို့ဘက်ကကျမတို့ဦးရစီစဉ်ပေးသူတို့ကျွန်တော်တို့စီစဉ်ပေးသူတို့အကိုတို့လောက်ပါတဲ့ဒီတဲတွေထဲမှာပြန်နေခိုင်း အဲ့တချို့တွေကတကယ်တကယ်ဒုက္ခရောက်တဲ့လူတွေကတချို့ဆိုခြေောက်တွေပိထားရပြီးပါတယ်ဆိုသူတို့လမ်းမလျှောက်နိုင်ဘူးမလာနိုင်အမကြီးတယောက်ဆိုလက်တွေပါပိထားတယ်ဥတ္တရိုင်းပြီပိထားတယ်အဲ့လူတွေကမလာနိုင်တကယ်တကယ်မလာနိုင်တော့အပြင်းအလူတွေလည်းဖြစ်ဒါပေမဲ့ရေလေးမလို့တကယ်တကယ်ဟိုဟာဖြစ်တယ်လိုအပ်တယ်ဆိုရင်ရေလေးမအပြင်းအလူတွေဒါလှူရတယ်ဆိုတာဒါမောင်မြတ်တယ်ဒါပေမဲ့တခုရှိတာရေလေးမတို့မှာပလာတာကိုရပလာရပစ္စည်းကအများကြီးမဟုတ်တဲ့အတွက်လူအများကြီးပုံမှန်ရင်းနှီးမှာတော့ငွေလို့များဆိုအာသူတို့ပြောတဲ့အစီအစဉ်လက်ခံနိုင်တယ်အဲဆိုတော့တချို့တဲမှာပြန်နေပါဆိုတန်းစီခိုင်းထားပြီးတော့မှဟို တဲကိုပြန်ခိုင်းလို့စိတ်ဆိုးကြတယ်အဲ့တော့အာလှူဖို့လာတာပဲလှူလိုက်လို့မလေးမလှူနဲ့နေဘာမှမဖြစ်ဘူးအဲ့လိုကြီးရေလိမတို့အပြောခံရရှိအမှန်တော့ရေလိမတို့ရဲ့ဥတီချက်ကတကယ်တကယ်ဒုက္ခခံစားနေရတဲ့သူတွေကိုရေလိမတို့နိုင်တော့ခလိရေလိမတို့ကုညီခြင်းနဲ့စက်ကလေးအဲ့တော့ရေလိမ နည်းနည်းလှူမယ်ခုညီမလေးကနည်းနည်းလှူမယ်သူကနည်းလှူမယ်ဆိုရင်ဘာပဲဖြစ်သူတို့အတွက်နည်းနည်းလုံလောက်သွားမယ်တကယ်တကယ်ဘာမှမဖြစ်တဲ့သူကခဏနေပြီးလှူရအဲ့တော့နေရာတိုင်းမှာအခုဒီနေရာနေတချို့လာလှူမဲ့လူတွေလည်းကလေးမပြောသလိုပဲစစ်စစ်ပြီးလှူပေးပါတကယ်တကယ်ဖြစ်တဲ့သူတွေကတချို့ဆိုလည်းသူတို့အင်ရှိလေးတွေမှာအင်ပင်းလေးတွေမှာရှိတယ်နေကြတယ်အဲ့ဒီတွေရှိကိုတိုက်ရိုက်သွားလှူလိုက်တာအကောင်ဆုံးပဲအဲ့တော့ယလိမတို့ကနေရာမသိတော့အဲ့လိုသွားလိုက်တော့ယလိမတို့ကအဲ့လို ။မတော်ရေလိမတော်တွိတ်တွိတ်အယုတ်လက်မြန်နေဒီလိုပေးတော့မယ်ဆိုတော့တကယ်တကယ်သူတို့ကလာပြောပြဒေတာကန်နေအိုက်ကလူရပဲ။တကယ်တကယ်ဖြစ်တဲ့သူကအပြင်မထွက်လာရဘူးတခါတချို့ကအပြင်ကရောက်နေတယ်နေဘက်သာရှိတယ်ညဘက်လာကြည့်လူမရှိဘူးတဲ့အဲ့လိုလူမျိုးဆိုတော့သူတို့ပြောပြတော့အဲ့တော့ကိုရီးယားတဲ့အလိမ်မာလေးနဲ့ပေါ့ဟုတ်တယ်အဆင်ကိုတယ်လီကိုပြန်ပေးပါလို့ဗာညာပြောတဲ့အချိန်မှာရန်နေတွေ့တာတွေ့လိုက်ပြီပြီးတာပဲအမလေးမလူချင်းလဲနေဘာပဲစောက်ကြည့်စောက်အဲ့လိုကြီးပြောတော့လူတအားခန်းစားသွားတယ်စိတ်လည်းမကောင်းအမှန်တော့ကိုရီးယားဟိုအခုပြောသလိုပါ ဖြစ်တဲ့သူလက်ထဲကိုထိထိရောက်ပေးချင်တာရလီမတို့ပြီးတဲ့ပစ္စည်းတွေပါလာတဲ့ဟိုပြီးတဲ့ပစ္စည်းတွေတန်ဖိုးမရှိပြီမြင်သူတို့ရဲ့ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူတို့တရက်ပဲစားစားတက်နေပဲစားတကယ်တည်းဒုက္ခမရောက်တဲ့လူလည်းလာမပေါင်းစီခြင်းဘူးအဲ့လိုမျိုးအခုနောက်လာလူမဲ့တွေတွေလည်းအဲ့ဒါလေးတွေစီစစ်ပြီးပြီးတော့လူပေးစီခြင်းလေနောက်တစ်ခုရှိတာရလီမတို့ခက်ခဲတစ်ခုဘာထပ်ဖြစ်လဲဆိုတော့ရလီမတို့ဒီမှာဆိုင်တိုင်းဆိုင်တိုင်းမှာ KBZP နဲ့ရှင်းပြတာတော့ရှင်းပြတာဟာလေဘယ်တစ်ခုမှ လက်မခံတော့အဲ့ဒါကကရဲလေးမလိုင်းမမလည်းတင်ထားတာစိတ်လည်းမကောင်းဘူးရဲလေးမတို့လာကူညီချင်မှာဒါလည်းသူတို့လည်းဒီပတ်စံလေးနဲ့ဈေးဝယ်ချင်ရမယ်အခုသူဝယ်လို့ရတဲ့ဆိုင်တွေရှိတယ်ညီမလေးအရင်ဝယ်လို့ရတယ်အခုဘာလို့ဝယ်လို့လဲမဟုတ်ဘူးငွေတွေပိတ်မှာပိတ်မိမှာဆိုလို့ဆိုတော့ဘာပိတ်ပြစရာလို့လဲအခုလိုလဲကိုလိုလက်ထဲကိုသူများလှူတယ်အခုလိုလဲကားရိတ်လို့ရတယ်ပတ်စံတွေဘာလဲဆိုဒီကိပေးလေးပဲကွာဒီလိုပဲအပြန်လာကိုပေးစရာချင်ဒီလိုပဲအပြန်လာရန်ကုန်မှာပေးကြတယ်ဒီမှာပေးလို့မရဝယ်လို့မရတက်စီယာစကိပေးပေးလို့ရလားမမရဘူးဘာလို့မရလဲဒီရက်ထဲမှာမရဘူးဆိုတော့ အဲ့လိုကြီးတွေပြုံးသူတို့ကလည်းပေါ်တင်ပြောတယ်ကဲဒီရက်ထဲမှာကျမတို့ကအရင်လက်ခံတယ်ခုလက်မခံဟဲ့နင်တို့ဆိုင်အရင်ဝင်ရပါလို့ဟုတ်တယ်ဒီရက်ထဲမှာလက်ခံလို့မရလို့ပါဆိုတော်တော်စိတ်ညစ်သွားတယ်အဲ့တော့ကိုတို့ကဒီပတ်စံတချို့လဲပြီးတဲ့နေရာလေးရှိတယ်ကျေးဇူးလည်းတင်ပါအဲ့နေရာကိုရအောင်သွားလဲရသွားလဲပြီးတော့မှဘာလို့လဲဆိုတော့တစ်ခါအချိန်ကြာတာပေါ့တစ်ခါကျရင်ကိုတို့ကအချိန်လူပြီးလာတဲ့အခါကျတော့ကိုဆိုကိုတို့ဆိုအေးစီမဟုတ်အေးစီမဟုတ်ပြတ်သွားပြီးရင်ကိုတို့ကလက်ဖက်ညာလည်းကိုတို့ဒီနေ့ပြန်ပြီးလက်ဖက်ညာကိုတို့ခီးဆက်မှနေရာရှိသေးတယ်အလုပ်ကလေးနဲ့သွားရမှရှိသေးတယ်ဆိုတော့ ရတဲ့အချိန်လေးလူလာချင်းသူတို့ကဆိုပတ်စံဒီမှာဒီမှာဈေးဝင်တစ်ခါလည်းမပြီးသွားဘူးလားအဲ့လိုမပြီးသွားတဲ့အခါကျညီမလေးအခု3-4ဆိုင်လှည့်ပဲ3-4ဆိုင်လို့ဒီလိုပဲပြောတယ်ရေတန်းကဆိုနောက်ရေတန်းလည်းဒီမှာလာတဲ့လူတွေဘာခက်ခဲနေရှိရောဒါကိုတစ်ချက်နဲ့ပြောပြတာပါရေတန်းကိုလည်းတကယ်လို့တတ်နိုင်တယ်ဆိုတချို့နေရာတွေမှာရေတန်းရေးရီတော်တော်လူတယ်လူတဲ့နေရာမှာဖြစ်တဲ့အတွက်ကိုအဲ့ဒီရေတန်းကိုတကယ်ထိရောက်တဲ့နေရာတွေမှာသွားပေးပါတချို့ရေရမရလို့အဆင်မပြေတာရှိရလူတွေမှာရေတန်းကိုသွားမိတာတော့ပါတပတ်ကြုံမှာတဲ့ အခုတော့အခုလက်တက်တယောက်လာပြီးတော့ဟိုမှာရန်ကုန်မှာကျတော့ကားလေးကကိုကိုတို့ပရိုပေါင်လေးနဲ့လာတက်စီလေးနဲ့ငှားလာတာဆိုတော့ပရိုပေါင်လေးနဲ့ကျတော့ကိုတို့ရေသားအများကြီးတင်ကျန်တဲ့ပစ္စည်းတွေကိုတင်လို့မရလာဘူးအဲ့လိုမှန်သိရေလုံအပ်တယ်ပါ냐ဆိုတော့ဆိုရကိုရေပဲရိုက်တယ်လား နံပါတ်လာပြောတာဒီရောက်ကမှရေလိုတယ်တချို့နေရာလေးမှာအခုဆိုအခုလိုပသိင်ကြီးကမိဘမဲ့ចောင်းလေးဆိုရင်ရေလေးမှာဆိုစုံစမ်းပြီးတွားလှုပ်ပေးပါတော့ပသိင်ကြီးကမိဘမဲ့ចောင်းလေးမှာဆိုလို့ရှိရင်ခလေးတွေရေတောက်ဆရာတော့မရှိဘူးလို့ပြောတယ်အဲ့အချိန်မှာရေလေးမှာတို့ရေတန့်ဆက်ယုံတဲ့ဆိုရင်ရေလေးမှာဆက်သွယ်လိုက်တယ်အဲရင်းနှီးတဲ့လူပါဒါနာမည်လည်းထုတ်တယ်မပြောချင်ပါဘူးနော်အဲ့ရင်းနှီးတဲ့လူဆိုဆက်သွယ်လိုက်တာဆက်သွယ်ပြီးတာပါသူဆက်သွယ်ပြီးတာဘယ်လိုပြောလဲဆိုရေတန့်ကိုလာယူကိုယ်တိုင်လာယူကိုယ်တိုင်လာယူအလုံးတရာယူဘဏ္ဍာလုံးယူယူကိုယ်တိုင်လာယူယူပြီးလို့ရှိရင်ဟိုပါ ဟိုရေတန့်ဘူးရဲ့အပေါင်ပေးရမယ်။အပေးပေါင်ပေးရမယ်။ရေတန့်ဘူးယူသွား။ယူပြီးကိုယ့်ဘောက်ကိုကိုကျလှည့်ထည့်။လှည့်ထည့်ပြီးတော့ချင်းသူတို့ဘူးကိုပြန်လာပေး။ဘူးကိုပြန်လာပေးဘူးကိုပေးတယ်ငွေပေါင်း။ပြန်ပေးမယ်။အဲ့လိုကြီး။အဲ့ဒါရေလေးမှာအဖြစ်ပြောတာမဟုတ်ဘူး။အခုချိန်မှာဘာပဲဖြစ်ရေလေးမှာလို့လေဒီလေကုညီဖို့လာတာ။ဒီလူလေးမှာတယောက်တယောက်ကသူတို့ဖိမှပြီးတော့သူတို့ရဲ့စိတ်ထဲမှာဟို အဲ့လိုကူညီခြင်းစိတ်ကလေးတစ်ခုလေးတော့သူတို့ထားပေးစေချင်တယ်။အဲ့လိုမျိုးတွေဖြစ်တယ်။တစားတို့ဒီမှာကုံသားတော့ဗာမဲ့အခုချိန်မှာနေပြည်တော်မှာနေကြသွားကြတော့တစားဆိုတော့မဖြစ်မနေလို့လေ။အားရင်ပြန်အဲ့တော့တစား variety တစားကိုရန်ကုန်မှာရေလေးမတို့ဝယ်တော့2000နဲ့900လား2000ဘာဝ2000နဲ့9000 2000 9000ပေးရတယ်။အဲ့တော့2000ပေးရတော့ရန်လို့ဒီမှာလာဝယ်တော့တွေ့လက်တွေ့ကလိုအပ်တယ်ဆိုထပ်ပြီးသွားထပ်ဝယ်တော့ variety ဝယ်တဲ့အဲ့ဈေးဆိုင်တစားရ3000ဝယ်အဲ့ကွာလာလေးပြောပြမယ်ရေလေးမတို့အဲ့တော့ သုံးသောင်းခွဲဆိုရင်ကျွန်တော်တို့ကအာသုံးသောင်းခွဲဆိုရင်ဟိုပါပေါ့ရန်ကုန်မှာတော့နှစ်သောင်းခွဲတန်းတော့ရှိတယ်သုံးသောင်းခွဲဆိုရင်ရေလမတို့အတူရသောင်းနဲ့နှစ်သောင်းနောက်သုံးသောင်းနောက်ထားရင်တော့မှနည်းနည်းတော့အောင်မယ်ဗျာရှော့ပါအောင်လားကျွန်တော်တို့လှူဖို့လာတာဆိုဟဲ့အဲ့စေးကြောင်းနဲ့အပိုင်းချက်နောက်ပြောင်းပြန်လဲပါလက်စကားတော့မပြောတော့အဲ့တော့သူ့သားတယောက်ကလာပြီးတော့မှအာမေရတို့ပါကျွန်တော်ကုန်ပြီးတော့ဒီလိုစေရေဖို့လို့ပြောခဲ့လဲရှာနေလဲကိုတို့မှအချိန်မရှိဘူးလीအချိန်မရှိတော့ ဟိုနောက်ထပ်အလှူရှင်တွေဝင်လာတော့ကိုကြီးကထောက်ဝယ်ပြီးထဲတယ်ကိုကတော့ကိုကတော့ရန်ကုန်မှာကိုရုပ်ဝယ်လာပြီးသားအဲ့တော့မဖြစ်မနေကိုကြီးကလူဝယ်ပါညာလှုပ်လိုက်တော့ယူလိုက်တော့ဆိုပြီးအဲ့ဒါနဲ့နောက်ကကောက်ခေါက်ဆဲချောက်ဝယ်တဲ့အဆိုင်မှာပဲရေလေးမှာတော့ဝင်ပြီးဝယ်လိုက်တယ်ဝယ်လိုက်တော့ချိန်မှာအမ ready တော့တွေ့တယ်အဲ့ဒါနဲ့ကိုကြီးကဟိုမှာတော့ဝယ်ပြီးနေတပူးဘလောက်လဲမိလိုက်တော့2800ဟာသူစင်းပတ်ဒီစင်းဆိုင်ကြီးကအဲ့လိုလှုပ်တင်လား အဲ့မဘယ်ပြပြမလျှော့နိုင်လို့ပါဆိုတော့သူ့သားလေးထွက်လာတယ်ပဲအဲ့ဦးလေးဆိုကိုရာချော့မအောင်လိုက်ရန်ကုန်မှာတော့တော့တော့ရှိတယ်ကျွန်တော်လှူဖို့လာတာပါလို့ပြောတာတော့မှခြာကနေလက်ထွက်သွားတယ်အဲ့လိုမျိုးတွေပေါ့နော်အခုတစ်ခုရှိရအဲ့ဒါမျိုးလေးကြီးနောက်တစ်ခုရှိတာအမြန်လမ်းမှာလာမယ်ဆိုရင်လည်းအမြန်လမ်းတချို့ထမင်းဆိုင်ကြီးဒီချိန်ဒီကအစ်မပြေဘူးကိုဘကိုထမင်းလုံးလေးကြီးနဲ့လမ်းမှာစားလို့ရှိရင်ကိုအစ်ပြေမယ်ထင်တယ်ဘာလို့မှိုင်လဲအကြာကြီးပဲအကြာကြီးဖြစ်ရတဲ့ကြားတယ်နောက်ပြီးဝန်ထမ်းတွေကလည်းဟိုသူတို့ပင်မန်းတာတွေပါနေဖြစ်နေမသိဘူးမျက်တိမျက်နှာထားတွေနဲ့ခေါင်းလည်းမရအောင်တော်တော်နဲ့နော် ဆိုတော့စိုင်နေတော့ဒါတကူလည်းဈေးတယ်ပါပဲအဲ့လိုမျိုးကြီးကြတော့မဖြစ်သင့်ဘူးဒါလူကြတဲ့အချိန်နဲ့ဒီလိုဖြစ်ရမှာလူမကြတဲ့အချိန်နဲ့ဒါစိတ်ပင်မနဲ့မတတ်မှကိုစီပါဒါပေမဲ့အဲ့ဒါဟိုစိုင်ရှင်တွေကတော့ဒါသူတို့ဝန်ထမ်းလေးတွေကိုဒါကောင်းကောင်းပြောဖို့ဘယ်လိုပြောမလဲနည်းနည်း train ပေးစီချင်ပေါ့ဆိုတော့သမင်းစားဖို့ဆိုတော့အခုအခုတို့လာချလို့တခါတော့ခွက်တင်နေလာချလိုက်တယ်ချအဲ့ဒါသူလက်ခံတယ်ညီမလေးသမင်းလိုက်ပွဲလေးဆိုလေတစ်ယောက်ပါလိုက်တယ်နှစ်ယောက်ပါလိုက်တယ်သုံးယောက်ပါလိုက်မလာဘူးနောက်တစ်ခါငပိလေးပေးပါအောင် ရှင်းညူလေးပြပါဦးစားအကုန်လူများတာတော့မှန်တယ်အကုန်လုံးအကုန်လုံးတခုဘာမှအဆင်မပြေဘူးအဲ့ဒါလန်ကီလာမယ်တခုနောက်လာလူမဲ့သူတွေကိုကိုထရိန်တော့လေးနဲ့ကိုလာခဲ့အဲ့ဒါလမ်းမှာပဲဖြီးစားအဲ့အဆင်ပြေစိုင်းတွေမှာပတ်စံကြီးများများလဲပေးရသေးတယ်အဲ့ဒါရင်ပတ်စံများလဲပေးရသေးတယ်လုံးဝအဆင်မပြေရည်တောက်လျှောက်ကိုတွေ့ခဲ့ရတယ်ဒါမဲ့ကိုလိုလှူရတဲ့နေရာမှာတော့အခုပေါ့အဲ့လိုလှူရနောက်ခုရှိတာရေလေးမလှူလိုက်တဲ့အချိန်မှလည်းရေလေးမတော့အခုဒီနေ့ပါသွားလို့ဇိုင်းမှသွားလှူတယ်ဇိုင်းကိုလည်းရေလေးမတော့ တချို့လမ်းတာတဲ့နေရာတွေမှာတော်တော်များများရောက်ပြီးပြီတော်တော်များရပြီးပြီအဲ့တော့ရင်းနှီးမတို့မီထားဟိုရက်ကွက်ထဲမှာရှိနေပါလေပင်စင်ကုန်းဆိုလာမြေအဲ့ဘက်ကတောင်းအဲ့အမီထားရက်ကွက်ထဲကနေဝင်သွားလို့ရတယ်အဲ့မှာဖုံးချောင်းလေးတွေအများကြီးပဲအဲ့မှာဖုံးချောင်းတွေပြုတ်ထားတာတွေဟိုပျက်စီးတာတွေအများကြီးရှိတယ်အဲ့ဒီပျက်စီးတဲ့ချောင်းမှာသီလာရှင်ချောင်းလေးတွေအများကြီးရှိတယ်ရင်းနှီးမအဲ့ဘက်ကိုပတ်လှူလိုက်တယ်စကိုင်းဘက်ကိုတော့လေအများဆုံးအိုက်ဘက်ကိုပတ်လှူလိုက်တော့တယ်ဘာလို့လဲဆိုတော့မြို့ပေါ်တွေမှာတော်တော်ရပြီးသားနေရာတွေဖြစ်တော့ဟောဘုန်းကြီးရဲ့ရှင်မှာသွားလှူလိုက်တာဖြစ်တဲ့ဖြစ်ကို ောင်းတာလည်းမပြောဆိုးတာလည်းမပြောဘယ်နှပါနှစ်ပါသူလက်ခံပြုကဲဘလောက်ခုချိန်နေဖို့ကောင်းလဲကလူရီယမ်းမှတချို့တွေမှာဟိုအစ်ဖေးရရှိဖုံးချောင်းနေအတွင်းမဲ့ရောက်နေတောင်းမန်လူဝဲသူမရောက်ကြအောင်အဲ့စကိုင်းအဲ့ရေလင်းမတို့အဲ့မိသားအပိုင်နေမိတယ်မှာဂျယ်လီမတို့ကနေရာတော့မပြပစ်စင်ကုန်းလို့တော့ကြားတယ်အဲ့ဂျယ်လီမတို့မေးကြည့်တယ်အဲ့အဲ့လမ်းနေမှာမေးကြည့်လိုက်ပြိုးတဲ့ចောင်းចောင်းလေးလေအများကြီးပဲဒုက္ခရောက်တဲ့သီလာရှင်တွေဒုက္ခရောက်တဲ့ဘုန်းကြီးတွေလည်းအများကြီးဂျယ်လီမမနေ့ကအဲ့ကျန်တာပူလာပြီးအဲ့ចောင်းမှာသွားလှူတယ်နောက်ထပ်ပူလာရောဂျယ်လီမနေ့လာပူပေါင်းတာကဂျယ်လီမပူပေါင်းတာကြောက်စင်မျိုးဒါကြီးဟိုပေါ့ နလေတော်ဆရာတော်နနလေတော်ဆရာတော်ကြောက်စက်ဘဲလင်းဘဲလင်းကနလေတော်ဆရာတော်ဖျားကြီးနေဖုံဖုံနေသူကလည်းဖုံဖုံကိုတသိန်းဝင်ပြီးတော့ပါအဲ့ဖုံဖုံရဲ့အကူအညီနဲ့ဒီမှာရှိတဲ့နေရာရယ်အဲ့ဖုံเจ้าနေမှာအကူအညီလေးမှတော့လိုက်လှူလို့ရပါတယ် နော်အဲ့နေရာတွေမှာတကယ်လဲအကြောင်းကြီးပြောကြားထားရရှိတချို့ဆိုအရင်လေးမှတော့သွားတော့မှအဲ့အကြောင်းမှနေလို့မရလို့ဆိုပြီးဒီတိုင်းယူယူဟိုဝလုံးနေနဲ့တဲလေးတွေထိုးပြီးတော့ဒီမှာအကြဘူးဆိုပြီးရှိတဲ့နေရာတွေအများကြီးရှိတယ်။သွားလှူပါဦးနော်ရင်လေးမှတော့ဒီပြောနေအဲ့မှာမိကျစခန်းရောက်လို့ရှိရင်အဲ့မီတာရထောင်ဘက်ရထောင်ဘက်အဲ့ရထောင်ဘက်ကိုတက်တဲ့နေရာမှာအဲ့စခန်းတောင်ပါရှိတယ်။အဲ့မှာသွားလှူကြပါသွားလှူပေးပါအောင်ဟုတ်နော်ကျန်တဲ့နေရာတွေမလှူနဲ့လို့ပြောတာမဟုတ်ပါဘူးဒီနေရာလေးတွေလူသူရောက်ပေါက်နေတဲ့နေရာမှာတော်တော်ဒုက္ခရောက်တဲ့ဘုန်းကြီးတွေရှိတယ်တန်ဃာတွေရှိတယ်သွားလှူပေးနော်